။အဲ့ဒီ18ဘုတ်ကိုကျွန်တော်တို့ကဥပမာပြ18ဘုတ်မီသီရှိတယ်ဆိုရင်ဒီကနေထားရိုက်ထုတ်ရင်ကျွန့်တော်မှာပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့က18ဘုတ်ဖြတ်အောင်ဒီဇီနာတိုင်းဥပလေးနဲ့ဒါဘုတ်ကိုအငိမ့်ထုတ်အောင်ဒါဆက်ပြီးတော့နော်ဆက်ကက်ဆင်မှာဖြတ်ပါလေနော်။ဒါကတွဲဘုတ်ဇီနာဖြစ်ပါလေ။ဇီနာကကျွန်တော်တခါမှဒီပူဒီကိုမတင်ဘူးသေးပါဘူးနော်။ဒီတခါသာပထမဆုံးစတင်တာဖြစ်ပါလေ။ရဲ့ဇီနာတိုင်းဥကလည်းရှိမှရိုးရိုးတိုင်းဥတိုင်းတို့ပါပဲเนาะသူကအပေါင်းပေါင်းချင်းအလုံးလုံးချင်းတိုင်းရင်ကိင်္ဂနာပြရမယ်။ရောင်းမြန်ပြန်တိုင်းရင်ကိင်္ဂနာမပြဘူးပေါ့နော်။အဲဒါဆိုရင်ကိင်္ဂနာပြရတယ်เนาะ။အဲဆိုရင်ဒါအနိအနည်းရောင်ဘက်ကအနှုတ်ပေါ့နော်။အနည်းရောင်ဘုလို့ဘက်ကအပေါင်းဖြစ်ပါလေ။ အဲ့ဒါတိုင်အုပ်တက်တဲ့အခါမှာကျွန်တော်တို့ဒီစီနာတိုင်အုပ်ကိုကြောင်းမြန်ကြောင်းမြန်ထည့်ရမှာပါနော်ဒီအခုအပေါင်းဖို့ပဲကိုကျွန်တော်တို့စီနာတိုင်အုပ်ရဲ့အနှုတ်ထားပြီးတော့ခုနကဒီကောင်ရုပ်သမုတ်အနှုတ်ကျိုးပဲကိုတော့စီနာတိုင်အုပ်အပေါင်းနော်ကြောင်းမြန်အဲ့လိုထားရမှာဖြစ်ပါတယ်ဗျနော်ဒါလေးတခုကတော့ဇီနာကအခုမှစသုံးမှုလားဆိုတော့ဒါလေးမလွဲဖို့နော်အရေးကြီးပါတယ်ဒီစီနာတိုင်အုပ်နေရာချဖို့ရအောင်လဲကျွန်တော်အကလေးနဲ့ပေါက်လိုက်ပါမယ်ဒါကတော့ကျွန်တော်အားလုံးလူတိုင်းနားလည်အောင်အလွယ်ကူဆုံးတော့ဒါဆင်ပြတာဖြစ်ပါလိမ့်ပြောနော်။ကောင်းတာကတော့ကပ်ပေါ်မှာဆင်တာကပို့ပြီးတော့ရေရှည်ကောင်းပါလေနော်။ ကဲဆိုရင်အောက်ဘက်မှာကျွန်တော် connection လေးတွေဆက်ပြီးတော့တွားရအောင်ကဲဒါကဇီနာတိုင်းအုပ်နော်ကဲဇီနာတိုင်းအုပ်ရဲ့အနှုတ်နော်အနှုတ်ကိုကျွန်တော်ခုနက220 ohm resistor လေးနဲ့ခဲထုတ်လိုက်ပါတယ်နောက်တစ်ခါကြမ်းတဲ့ဇီနာရဲ့အပေါင်းပေါ့နော်ဇီနာရဲ့အပေါင်းကခုနကအနှုတ်ကျိုးပေါ့နော်ဇီနာရဲ့အပေါင်းကတနည်းအားဖြင့်ကပ္ပစီတာကအနှုတ်အနည်းအောင်ကျိုးလေးဖြစ်ပါတယ်